ီဒီစပန်ကတော့တမီသားဆုံးတော့ live ပြီးတော့ဝက်မယ်ပေါ့နော်အဖေနဲ့အဖေတို့ကပါ live ချုပ်ပေးနေရပါဘောနော်အဖေနဲ့ဆိုကျွန်တော်နဲ့စင်တူ3 4တယ်လောက်ရှိနေပြီခင်ဗျာအဲဒီဈေးဈေးမတက်ပါဘူးတကယ်လို့ဈေးတက်မယ်လို့စီစဉ်ထားရဆိုလို့ရှိရင်တောင်းမှမှာလေလို့မတက်ပါနဲ့လို့မရှိမှ Span is the best ပြောပြီးဆိုတော့အခုကျွန်တော် Span အရန်ကြိုက်အဲ Span အရန်ကြိုက်ပေါ့နော် ဒီဒီစပန်ကတော့တမီသားစုလုံးကတမီသားစုလုံးက live ပြီးတော့ဝက်မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တမီသားစုလုံး live live အခုအခုအကုန်တော်တော်များများကျွန်တော်မေရောဖေရော live ချုပ်ပြီးဝင်နေကြပါဘူးကျွန်တော်တို့ကချုပ်နေနေအခုကအဖေနဲ့အဖေတို့ကပါ live ချုပ်ပေးနေရပါတော့အဖေနဲ့ဆိုကျွန်တော်နဲ့စင်တူ3-4လောက်ရှိနေပြီခင်ဗျာဟုတ် အဓိကတော့ဝမ်းသာပါတယ်အဓိကတော့ကျွန်တော်ဝတ်လို့ live ဝတ်တယ်ဆိုတာမျိုးကျွန်တော်ကအဲ့လိုမျိုးဆိုတာထက်ကိုဝတ်စီကျင်တာဘာဖြစ်လို့ဆိုတော့ရာသီဥတုအရန်ပူတယ်ဒီပူတဲ့အချိန်မှာဒီ span เนี่ยတော်တော်လေးကိုတော်တော်အဆင်ပြေတယ်တော်တော်အဆင်ပြေလက်ရှိဝတ်တဲ့အတွက်ကြောင့်မျိုးနေပူလဲကျွန်တော်တို့အသားမမဲဘူးဒါမဲ့လည်းလက်ရှိဝတ်ထားပေးမဲ့လည်းပူမနေဘူးတော်တော်ရမ်းကောင်းတယ်တော်တော်ရမ်းကောင်းတယ် span ပဲဝတ်ကြပါလို့အမားတို့လည်းတိုက်တွန်းပါတယ်အမားတို့ကဝတ်ပြီးသားလို့ဆိုတော့ခုနကဟိုတဲ့ခုနကတော့ပြောပါထပ်ပြီးတော့ဝတ်ကြပါလို့ဒီမှာလည်းဈေးထက်မှကြောက်တယ် အာဈေးဈေးဈေးမတက်ပါဘူးတကယ်လို့ဈေးတက်မယ်လို့စီစဉ်ထားရဆိုလို့ရှိရင်လည်းတောင်းမှာပါလေလို့မတက်ပါနဲ့လို့ပုံမှန်တိုင်းပဲအခုတော်တော်များများပြောတယ်4500နဲ့ပဲတကိုက်900တကိုက်ကို4500နဲ့ပဲရောင်းမယ်9000နဲ့ရောင်းမယ်ဆိုတော့ comment တွေလည်းအများကြီးတွေ့ပါတယ်အဲ့ဈေးပါပဲခင်ဗျာအဲ့ထက်မတက်ပါဘူးဟုတ်ကဲ့ဒီမလားအဲ့ဒီ design ဆိုပြီးတော့လည်းစပတ်မှာအဲ့လိုရိုက်နေကြရင်တော့မသိဘူးเนาะအဲ့တော့ကျွန်တော်မသိသေးဘူးခင်ဗျာဘယ်ထုတ်မလားအခုတော့မထုတ်ပါဘူးမထုတ်မထုတ်ခင်ဗျာမထုတ်ပါဘူးမထုတ်ဘူးတမိသားစုလုံးကစပတ်နဲ့ပဲခေါ်တော့အခုတိုင်းတော့နောက်ပိုင်းပဲတောက်လျှောက်ဝတ်တော့မှာနောက်ပိုင်းတောက်လျှောက်ဝတ်တော့မှာစပတ်ရတော့ကျွန်တော်ရမ်းကြိုက်ပါ ကျွန်တော်ဘယ်လိုပြောမလဲအရှိမ span is the best ပြောပြီးဆိုအခုကျွန်တော် span အရန်ကြိုက်အဲ span အရန်ကြိုက်ပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့အမှန်တမ်းပြောရရင်ကျွန်တော်ဒီလိုင်သာဝစီယာယုံလေးကိုကျွန်တော်တော်တော်လွမ်းနေရပါဘောနော်ကျွန်တော်ငငယ်ကဒီမှာဂျုံဆိုတဲ့ဟိုဟာလိုင်သာရမှာခွေဆိုင်ငားဆိုင်မှာအဲဟိုဟာလှုပ်လှုပ်ခဲ့ဘူးလေဗောနော်ကျွန်တော်အဖေရော အလုပ်လှုပ်ခဲ့ဘူးဒီလိုင်သာလိုင်သာဝစီယာငငယ်တော့တော့ရောက်ဘူးလေဒါမဲ့အခုမရောက်တာ20ရှိပြီ နေဆက်ရှိပြီဆိုတော့အခုဒီလိုင်းလာဝစီယာယုံရောက်တဲ့ချိန်မှာအခုကိုပြန်ငယ်သွားတယ်လို့ပဲခံစားရတယ်အဲ့ချိန်မှာဒီလိုမျိုးလဲပြည်သက်တွေအများကြီးနဲ့တွေ့ရတော့ရှင်ထဲမှာဟိုတော်တော်ဝမ်းသာပါတယ်ကျွန်တော်ဘဝအတွက်ဒါလုံးဝအမှတ်တရဖြစ်နေမဲ့နေလေးပါပဲဟုတ်ဒီဒီဒီဟိုမဟုတ်ဒီဒီဒီလိုင်းလာမိကွက်စေးမှာ ဂျုံဂျုံဆိုတဲ့အခွေ9000ရှိတယ်အဲအဲ့မှာအဖေကအလုပ်လုပ်လုပ်ပြီးတော့ဒါနဲ့နီးနီးလေးဆိုတော့ငငယ်ကဒီဒီဝစီယာရုပ်ရှင်ရောခဏခဏရောက်တယ်ခလေးဘွားတော့ပေါ့နော်ဟုတ်ကဲ့နံပါတ်1ရအများကြီးရှိတယ်ခင်ဗျဟုတ်တေချာတော်အခု220ဆိုတော့အဲတော်တော်ကြာတော့လေဟိုအခုကတော်တော်လေးနဲ့ယုံနေလဲအရင်ကောင်းသွားတော့အပြောင်းလဲလေးလည်းဖြစ်သွားတော့ဟွာဟွာတော့ဖြစ်တာပေါ့နော်နည်း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 တော့မျိုးလုံးထဲမှာပုံမပေါ်တော့ဘူးဒါပေမဲ့ဒီယုံတော့ကျွန်တော်ဟိုမှတ်မှတ်ရရတော့ရှိပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ဖေးလည်းတတိယအောင်ငါဖေးကတော့အိမ်မှာနေတိုင်းတွေ့နေရတော့ 得啲咯，啱咯，唉。